နိုင်ငံအလံကိုဖနမစီးလို့ဆိုပြီးဝေးမခံနေရပြန်တဲ့ဂျော့ရှွာပဲ အားလုံးပဲမင်္ဂလာပါ Marshy Academy Channel ကနေပြည်သက်အလုံးကိုကျေးဇူးပါတယ်ခင်ဗျာကျွန်တော်တို့ Marshy Academy Channel အရဆိုရင် MMA လောကရဲ့နောက်ဆုံးသတင်းတွေ One Championship UFC စရှိတဲ့ training တွေနဲ့မြန်မာကိုယ်စားပြု fighter တွေရဲ့ထူးခြားတဲ့ပွဲစဉ်တွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ channel လေးတစ်ခုပါဒါကြောင့်မလို့ Marshy Local စိတ်ဝင်စားတဲ့ညီကိုတွေအနေနဲ့တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့ video မစခင်မှာတိုက်ရိုက်ခံနေပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့ချင်းဖိုင်တာလေးကိုဝေဖန်နေစတဲ့မြန်မာပြည်သက်အချို့အချောင်းကိုပြောချင်တာပါ ဒီဗီဒီယိုကိုတင်ဆက်ရတာတော့နည်းနည်းတော့စိတ်ထဲမှာကတိကောင်းဖြစ်မိပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ချင်းဖိုက်တာလေးကိုဝေဖန်နေတဲ့လူတွေရှိနေပါတယ်။ကျွန်တော်တို့ချင်းဖိုက်တာလေးကလက်ရှိချိန်မှာလက်စ်ဗီဂတ်စ်ကိုရောက်နေပြီ။ရောက်နေတဲ့ချိန်မှာသူကမီဒီယာချူတီတွေကိုလုပ်နေပြီ။လုပ်တဲ့ချိန်မှာလေကျွန်တော်တို့ဖိုက်တာလေးကဗျာသူ့အနေနဲ့ပြင်ဆင်လာတဲ့ဖနက်နဲ့အင်တာဗျူးလုပ်နေတယ်။လုပ်တဲ့အချိန်မှာလေအဲ့ဒီသူစီးထားတဲ့ဖနက်ကဗျာမြမအလံလေးကိုကတ်ထားတယ်။အဲ့လိုမျိုးဖနက်လေးကိုစီးထားတယ် ဒီလိုမျိုးဟာကိုကျွန်တော်တို့မြန်မာပြည်သက်တွေကဝေဖန်နေကြတယ်ဗျာကျွန်တော်တို့အလုံးစဉ်းစားကြည့်ပါဂျော့ရှွာဗန်က နိုင်ငံအလံကိုဖနက်ပေါ်မှာဆွဲထားတယ်ဆိုတာကလည်းအကြောင်းမဲ့တသက်မဟုတ်ဘူးဆိုတာအလုံးလည်းသိမှာပါသူမနေ့ကလည်းအင်တာဗျူးမှာပြောသွားတယ်မြန်မာနိုင်ငံကို promote လုပ်ပေးခြင်းနဲ့မြန်မာနိုင်ငံကိုကဘာကသိစေခြင်းနဲ့ဆိုပြီးတော့ပြောသွားတယ်။ဒါအကြောင်းမလို့သူကဗျာ ကြားရတဲ့အခြေအနေကနေပြောမှဒီလိုနိုင်ငံကိုတည်အောင်လှုပ်ပေးနေတာလေဒါကိုဘာလို့ကျွန်တော်တို့မြန်မာပြည်သက်တွေကဝေးမနေတာလဲဆိုတော့ကျွန်တော်ကတော်တော်လေးကိုမှစဉ်းစားရခက်ပါတယ်ဂျော့ရှွာမန်အချောင်းကိုပြန်ပြီးအတိတ်ကဟာတွေကိုပြန်ပြောရရင် UFC မှာထိုးကြတဲ့နိုင်ငံအလံကိုကိုစားပြုပြီးထိုးတက်ခွင့်မရခဲ့ဘူးပထမပွဲမှာအမေရိကန်အလံနဲ့ပဲထိုးခဲ့ရတယ်အဲ့ဒီချိန်မှာကလေးကဖန်ကမြန်မာအလံနဲ့ထိုးခြင်းတယ်ဒီတော့မြန်မာနိုင်ငံကိုစားပြုပြီးထိုးခြင်းတယ်ဆိုပြီး UFC ကိုတောင်းဆိုတယ် UFC ဘက်ကခွင့်ပြုပေးခဲ့တယ် အဲ့ဒါနဲ့နောက်ပိုင်းတွေမှာပြီးတော့ဂျော်ရှွာဘန်ကနိုင်ငံအလံကိုခြုံငင်တယ်ဆိုပြီးပြောတယ်ဒီတော့လေတပင်းပြင်းနဲ့ဂျော်ရှွာဘန်ကို UFC ကအလံခြုံဝင်ပေးခဲ့တယ်အလံခြုံဝင်မရခင်မှာဆိုရင်သူကသူ့ရဲ့အန်ကတ်မှာတော့မှမြမအလံလေးလှုပ်ပြီးတော့မှတက်ခဲ့တယ်ဗျာအလံခြုံဝင်ရတော့လေနေရတကမှာ UFC အတကန်ဝိုင်းနေမှာဗျာမြမအလံကြီးကိုလွှင့်ထိုးနေတာပဲအမြဲတမ်းဒီလိုမျိုးဖိုင်တာလေးပါပြီးတော့အုတ်ထုတ်မှာအောင်ဗျာဒီမြမအလံကိုသူကလှုပ်ထားပြီးတော့မှအုတ်ထုတ်ကိုတော့စောင်းခဲ့တာဒီလိုဖိုင်တာလေးတယောက်ကဗျာ ကိုယ့်ရဲ့နိုင်ငံကို promotion လုပ်ပေးခြင်းလိုပဲရတဲ့ပုံစံပေါင်းစုံနဲ့လုပ်ပေးနေတာပါကျွန်တော်တို့ပြိသက်တွေနေနဲ့ဝေဖန်မှုတော့မတင်ဘူးလို့ကျွန်တော်ကမြင်တယ်။ဥပမာအပြင်များရှီယူဆွဲဝါဒရင်းနဲ့ကိုယ်နိုင်ငံအလံကိုဖဏတ်မှာမစည်းသင့်ဘူး။ဘာညာစသဖြင့်ပြောနေတာကြီးတွေကတော့တတ်တော့ဝုန်းနေလို့ပဲကျွန်တော်ကတော့မြင်တယ်။နိုင်ငံကအမြင်နေနဲ့အခုလိုမျိုး AI ခကြီးတဲ့မှာဗျာ။ဒီလောက်ဒီအတိတရားတွေကဘာလို့နောက်ကျနေုံမှလဲလို့ပဲကျွန်တော်ကတော့ပြောချင်ပါ။အခုဝေဖန်နေတဲ့ကျွန်တော်တို့ခင်ဗျားတို့ထက်တော့ဗျာဒီဖိုင်တာလေးကနိုင်ငံကိုပိုချက်တယ် ဒါကိုကျွန်တော်တို့အရင်အရင်ကလေးကမြင်ခဲ့ရပြီးသားသူရဲ့နိုင်ငံအကြောင်းကို promotion တွေတောက်လျှောက်လုပ်ပေးတဲ့ကမ္ဘာကျော် media interview တွေနဲ့မှာအလုံးကြီးကြီးလိုက်ပါဘလို့ပြောလဲဆိုကျွန်တော်ကမြန်မာနိုင်ငံက fighter ပါမြန်မာဆိုတဲ့နိုင်ငံက fighter လေးပါဒီလိုမျိုးအမြဲပြောနေတဲ့ fighter ဗျာဒါကိုတသက်ကြီးဝေဖန်နေတာကြီးကကျတော့မကောင်း fan ကဒီလိုမျိုးလောက်တော့ဗျာအခုကျွန်တော်တို့ social media တွေမှာပြန့်နေတာမျိုးတွေ့ရနေပြီ ဂျောရှာဘန်ကမင်းမြန်မာနိုင်ငံနဲ့ဝင်ရင်တော့ဘလို့ဖြစ်မေဘာညာစသဖြင့်အာမင်းကိုဝိုင်းပြီးဘလို့လောက်ကြမေဒီလိုမျိုးကြီးထဲဝုံးနေတာမျိုးကျွန်တော်တို့ကတွေ့ရတယ်တကုတ်ကျွန်တော်ကဒီနေရာမှာထပ်ပြောနေတယ်ဝေဘန်နေတဲ့ခမည်းတော်ကရောဂျောရှာဘန်လောက်ကိုနိုင်ငံပေါ်ဘာလုပ်ပေးခဲ့ဘူးလဲဒါကိုပဲကျွန်တော်ကပထမဆုံးအနေနဲ့ပြောချင်တာကျွန်တော်တို့ခင်ဗျားတို့ဘာမှမလုပ်ပေးနိုင်ခဲ့ဘူးဗျာဒီလိုချိန်မျိုးမှာဒီဖိုက်တာလေးကတလောက်ထိနိုင်ငံပေါ်ပရိုမိုးရှင်းလုပ်ပေးနေတယ် UFC ပရိုမိုးရှင်းဆိုတာဗျာ အခုဝေဖန်နေတဲ့လူတွေမြင်မှုတွေ promotion တက်သေးလေးမဟုတ်ဗျာကမ္ဘာအကောင်းဆုံး MMA promotion ကြီးဒီမှာဆိုတာတကမ္ဘာလုံးကစောင့်ကြည့်ကြတာဗျာဒီတော့ကျွန်တော်တို့ fighter league ကသူ့အနေနဲ့ခြားပြလို့ရတဲ့အချိန်မှာမြန်မာဆိုတာဘာလေးဆိုတာခြားပြဒီလိုအချိန်မှာကျွန်တော်တို့ကဝမ်းသာအားရဖြစ်ကမှာဂုံယူရမှာဒီနေရာမှာဝေဖန်နေတယ်ဆိုတော့ဗျာကျွန်တော်မြင်မြင်တကယ်စိတ်လမ်းမကောင်းဒေါသလည်းထွက်တ ကိုရီးယားသားဘာမှမလုံနိုင်တာဘာမှမဟုတ်တာဗျာတကယ်လှုပ်ပင်းနေတဲ့လူတယောက်ကိုကြတော့စေတနာအောင် နားမလည်ဘဲနဲ့ဝေဖန်တာကြတော့တော်တော်လေးကိုမြန်မာပြည်ရဲ့စိတ်သက်ကတော်တော်လေးကိုမှရဲရဲစက်စက်ကိုရှိတယ်လို့ပဲကျွန်တော်ကတော့ပြောချင်ဒီဗီဒီယိုကိုကျွန်တော်ဒီလိုမျိုးတင်ဆက်ချင်တာမျိုးတော့မဟုတ်ဘူးဒါပေမဲ့စိတ်ထဲမှာမခံကျင်စိတ်တွေနဲ့ဂျိုရှွာဗန်ကဒီလောက်ထိလှုပ်ပင်းနေတဲ့ဂျားနဲ့ဒီလိုမျိုးပြောတာမျိုးကတော့မကောင်းခင်လေကျွန်တော်ကဒီဗီဒီယိုကိုတင်ဆက်တာဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်တို့ပြည်သက်တွေလည်းအမြင်တွေပြောင်းလဲသင့်ပြီလို့ထင်ပါတယ်ဒါကကျွန်တော်အားလုံးကိုပြောရမှာပေါ့အချို့အချို့တော့ဝေဖန်ရေးတတ်တတ်လုံနေတဲ့ blame မှာတချို့ကိုပြောတာပါဒီနိုင်ငံမှာကတော့ဗျာ blame တွေကတတ်တတ်ကိုရှိတယ်ကျွန်တော်တို့သိတယ်ဘလောက်ပဲကောင်းအောင်လုပ်ပေးလုပ်ပေးဒီလိုမျိုးဝေဖန်ကြမယ်ထောက်ပြကြမယ်ဆဲဆိုကြမယ်ဒီလိုမျိုးတွေရရှိပြီးသားဗျာမြန်မာကွန်ဆောင်ဖိုင်တာကြီးအွန်လိုင်းဆန်းကိုတော့မှပဲဒီလိုမျိုးပြောခဲ့တာတွေအများကြီးပဲအခုဆိုတော့ကျွန်တော်တို့မြန်မာဖိုင်တာလေးတွေကိုဆိုတဲ့တောက်လျှောက်ဒီလိုမျိုးတွေပဲပြောဆိုနေကြတာမျိုးတွေရှိတယ် ဒါမဲ့ဗျာဂျိုရှွာဘန်ကိုဒီလိုမျိုးဝေဖန်တာကြတော့ကျွန်တော်ကတော့နည်းနည်းလေးတော့စိတ်ထဲမှာကတိကောင်းတော့ဖြစ်မိတယ်ဒါကတော့အမှန်ကိုပြောတာဒီလောက်တဲ့နိုင်ငံအပေါ်မှာစေတနာအပြည့်နဲ့ဂျင်ဘတ်တဲကနေချစ်ပြီးတော့ဒီလိုမျိုးလုပ်ပေးနေတဲ့လူတယောက်ကိုကျွန်တော်တို့အနေနဲ့အကောင်းမြင်စိတ်လေးမွေးပြီးတော့မှသူကနိုင်ငံအပေါ်မှာဘလိုမျိုးကဘာကိုတည်အောင်လုပ်ပေးနေတာလဲဆိုတဲ့စိတ်လေးကိုမွေးပြီးတော့မှအားပေးကြရအောင်ပါလားခင်ဗျာဟုတ်ကဲ့ပါဒါကတော့ဂျိုရှွာဘန်ကိုဝေဖန်နေတဲ့ပြည်သက်တချို့ကိုတည်အောင်ပြောချင်တာပါ လက်ရှိချိန်မှာဆိုရင်တော့ကျွန်တော်တို့ team fighter လေးက Las Vegas ကိုရောက်လာပြီး media duty တွေကိုလည်းလုပ်နေပြီး poster တွေမှာလက်မှတ်ထိုးတဲ့အစီအစဉ်တွေကိုလည်းလုပ်နေပြီဖြစ်ပါတယ် team fighter လေးကတော့ပွဲထိုးဖို့အတွက် ready ဖြစ်နေပြီပွဲကလည်း၄ရက်ပဲလိုပါတော့တယ်ဘလောက်မှမလိုတော့ဘူးတနင်္ဂနွေနေ့နဲ့မနက်ပိုင်းမှာကျွန်တော်တို့နေကြည့်ရတော့မယ်ပန်တိုဂျာကလည်း Joshua Bennett တောင်အရင်ဆော့ပြီးတော့ Las Vegas ကိုရောက်နေပြီသူလည်းလက်ရှိမှာ media duty တွေကိုလုပ်နေတာမျိုးကိုကျွန်တော်တို့ကတွေ့ရတယ်ကဘာကျော် media ကြီးတွေနဲ့ interview လုပ်နေတာမျိုးကိုလည်းကျွန်တော်တို့ကတွေ့ရပါတယ် ဘာပဲဖြစ်ဖြစ်ပါကျွန်တော်တို့ team fighter လေးကအကောင်းဆုံးဆိုတဲ့အရာတွေကိုပဲချောင်းဖန်တီးပေးနေတယ်။ကမ္ဘာအကောင်းဆုံး promotion မှာမြန်မာအလန်ကြီးကိုအမြဲတမ်းလွှင့်ထူပြီးတော့မှငါကမြန်မာနိုင်ငံကပါမြန်မာဆိုတဲ့နိုင်ငံလေးကပါစသဖြင့်ပြောနေတဲ့ fighter လေးတယောက်ပါ။ဒါကြောင့်မလို့ကျွန်တော်တို့ပိတ်သက်တင်နေနဲ့အားမပေးခြင်းတော့မှပဲကိုယ့်အကူတိတ်တိတ်ဆိတ်ဆိတ်နေပြီးတော့မှပဲနေသင့်တယ်လို့တော့ကျွန်တော်ကတော့မြင်ပါ ကျွန်တော်တို့ခမရုထက်ဆိုင် DeFi တာလေးကအများကြီးလုံပြထားတာပါအသက်24နှစ်အရွယ်ပဲရှိသေးတဲ့လူငယ်လေးတစ်ယောက်ကနိုင်ငံပေါ်ထားတဲ့မျိုးချစ်စိတ်သက်ကနင်းနေတော့မဟုတ်ဘူးဆိုတာကျွန်တော်တို့သိဖို့လိုပါတယ်ဒါလေးကိုလည်းပြောချင်တာပါခင်ဗျာကျွန်တော်ချမ်းဖိုင်တာလေးလေးအခုလာမယ့်ပွဲမှာအကောင်းဆုံးလုံပြပြီးတော့ချန်ပီယံခမကြီးနဲ့အတူမြင်တွေ့ဝင်ရပါစေလို့ပဲကျွန်တော်တို့ကဆုတောင်းပေးပါတယ်ဂျိုရှွာဗန်ကလည်းတကယ်ကိုကြိုးစားတဲ့လူငယ်ဖိုင်တာလေးဒါကြောင့်မလို့အောင်မြင်မှုတွေရရှိအောင်မယ်လို့မြင်ပါတယ်ခင်ဗျာ အရှိမပန်ဒိုဂျာရောဂျိုရှာဗန်ကပါသူတို့အနေနဲ့မီဒီယာတွေနဲ့အသီးသီးအင်တာဗျူးတွေလုပ်နေတယ်လုပ်နေတဲ့အခါမှာလေဖန်ကတော့ဒီခြေဝင်းနဲ့ပွဲသိမ့်မယ်၃ကြီအတွင်းမှာပွဲသိမ့်မယ်ဆိုပြီးပြောထားတယ်ပန်ဒိုဂျာကတော့ဂျိုရှာဗန်ကိုရီယန်နက်ချုံနဲ့ပွဲသိမ့်မယ်ဆိုပြီးပြောထားတယ်ဘဲဖိုက်တာကအပြောနဲ့အဟောညီမလဲတကယ်လုတ်ပြနိုင်မလဲဆိုတာတော့ကျွန်တော်တို့လာမယ့်တင်းငွေနေ့နေ့မနက်မှာကြည့်ရမယ်ကျွန်တော်တို့ချင်းဖိုက်တာလေးကတော့ပေါ့စင်ပိုင်းမှာလည်းတအားကောင်းတယ်စတန်ဖိုက်ပိုင်းမှာလည်းတအားကောင်းတယ် ဂျော်ရှာဘန်ဂရောင်းဂိမ်းမိုင်းကပန်ဒိုဂျာကိုဘလို့အခြေအနေနဲ့ခုခံနိုင်မလဲဆိုတာပဲကြည့်ရမယ်။ပန်ဒိုဂျာရောဂျော်ရှာဘန်လက်ပြီးထိုးချက်တီကိုတောင်းခံနိုင်မလားဆိုတာကျွန်တော်တို့ကစောင့်ကြည့်ရမယ်။ချင်းပြောရရင်50-50ပွဲပဲအမှားမလုပ်တဲ့ fighter ကဒီပွဲမှာစားသွားမယ်လို့ပဲကျွန်တော်ကတော့မြင်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောချင်တာတော့ဒါပါပဲ Joshua Van ကိုဝေဖန်နေတဲ့ပြည်သက်တချို့ကိုသိအောင်လို့လာရောက်မျှဝေပေးတာပါခင်ဗျာ။ ဟုတ်ကဲ့ပါ။နောက်ဒီမှာလေကျွန်တော်မှာ Share Academy Channel ကနေအခုလို MMM နဲ့ပတ်သက်တဲ့ training တွေ one time message UFS စရှိတဲ့ training တွေနဲ့မြန်မာကိုယ်စားပြု fighter တွေထူးခြားတဲ့အကြောင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ Martial Law က channel တက်တဲ့ညီကိုရင်းနေတော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မေတ္တာခံကြပါခင်ဗျာ။ပြည်သားလုံးသူဝေကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။